ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတော့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အနောက်နှလုံးပေါင်းရှင်ပရိတ်ကိုပြန်နေပြပြသွားမှာဖြစ်ပါတယ်ဗောနောကျွန်တော်နံပါတ်38ကနေစမယ်ဗောနော38 39ဗောနောပရိတ်ကဒီနေ့တော့ဒီမှာ6လုံးရှိတယ်ဒီတစ်ခုကကြတော့ပရိတ်၄လုံးရှိတယ်ဗောနောအဲ့မှာတော့ကျွန်တော်300ဆိုတဲ့အတွက်000ပေါင်းရှင်၄ပရိတ်ဒီမှာလေး၄ပရိတ်ဗောနော69လေးမှာကြတော့9နဲ့၄ပေါင်းရှင်73ပရိတ်ဒီမှာလေး3ပရိတ်ဖြစ်ပါတယ် ား၆၃မှာ၆နဲ့၃ပေါင်းရှင်၉ဒီမှာလေး၉ပြိပါနော်အဲ့မှာ၈ခွန်၅၄ခွန်၉ရှိရှိက76 3နဲ့9ပေါင်းတာ9 9နဲ့2ပေါင်းခွန်9နဲ့2ပေါင်းတာ17 4နဲ့6ပေါင်း30 2နဲ့4ပေါင်း6 9နဲ့2ပေါင်းရှင်9ပြိ6နဲ့5ပေါင်းရှင်7ပြိအနောက်နှလုံးပေါင်းအနောက်နှလုံးပေါင်းရှင်ပြိဖြစ်ပါလေပါနော်3 9 6မှာ9နဲ့6ပေါင်းတာ17 4 6 6မှာ4နဲ့6ပေါင်း30 9ခွန်ရှင်မှာခွန်ရှင်က15 6 9 6မှာ9နဲ့6ပေါင်းရှင်15 6 9 6ပြီးတော့ကျွန်တော်နောက်ထပ်တစ်ကြိမ်မှာကြတော့8 9 8ဆိုပြီးဖြစ်ပါတယ်ဗောနော8 9ဒါကြောင့်မို့ကျွန်တော်အဒီအနောင်နှလုံးပေါင်း9နဲ့8ပေါင်းရှင်ဒီဆက်ခွန်ဖြစ်ပါတယ်တဲ့တုံးခွန်ရှိတဲ့ကအဲ့ဒီမှာခုနှစ်ပရိတ်ဖြစ်ပါတယ်ဗောနော်ခုနှစ်ပရိတ်ဆက်ပြီး OK ခဲ့တယ်ကျွန်တော်ဒီနံပါတ်55ပင်ရှိဗောနော်နံပါတ်ပင်ရှိနံပါတ်55 83 3 4 5မှာတော့ခုနှစ်ပရိတ်မှာပါတဲ့အတွက်အဲ့ဒီမှာတစ်ချိန်ပြတ်သွားခဲ့တယ်နောက်ထပ်တစ်ခုဗောနော် နောက်ထပ်တစ်ခုကကျွန်တော်3968ခွန်ရှိ rate ဖြစ်ပါတယ်ဗောနော်အဲ့မှာတော့ကျွန်တော်အဲဒီ698ဆိုတဲ့အတွက်ကိုယ်နဲ့ရှင်းပေါင်းရှင်းဆက်ခွန်ဆိုပြီးတော့အဲ့ဒီ rate ကတော့ဆက်ပြီး okay သွားတယ်ဗောနော်ဒီတစ်ခုပြတ်သွားခေတာဖြစ်ပါတယ် okay ဒီနေ့အဆက်ကိုဒီတစ်မျိုးဗောနော်3968နံပါတ်30နဲ့၄ချိန်ရှိသွားပြီဗောနော်နံပါတ်35ဒီ20နဲ့တစ်ချိန်အတွက်ကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်မယ်ဗောနော်ဒီတစ်ခုနဲ့ဒီတစ်ခုနဲ့ဗောနော်ပြီးရင်နောက်ထပ် ျွန်တော်နီး account တစ်ခုရှိသေးတယ်အဲ့ဒီတစ်ခုကိုပြပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ3800ရာလေးကိုဆက်ကြည့်အောင်လားခင်ဗျာ Okay ဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုကြည့်အောင်လားခင်ဗျာကျွန်တော်ဒီ6တောင်းလေးတောင်းညာကရင်ငါးနဲ့ပေါင်းရှင်းငါဖြစ်ပါတယ်ပေါ့နော်ဒီမှာ6ကနာချိန်ဆက်နှစ်နေနဲ့ဒီ6နဲ့ပေါင်းရှင်းငါရှိဖြစ်ပါတယ်6နာချိန်ပေါင်းတာကဆက်နှစ်ပေါ့နော်ပြီးတော့ဒီအလေကငါးမှာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ6တောင်း6နာချိန်16ပေါ့နော် ဒီအလေက73ချိန်ပေါင်း84 4နဲ့9ပေါင်းရှင်းဒီ3ပေါ့နော်ပြီးရင်ဒီနောက်မှာရှိတဲ့နေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ6နဲ့2ပေါင်းရှင်း30 9နဲ့5ပေါင်းရှင်း30ပေါ့နော်နောက်ထပ်ဒီ3နဲ့2ပေါင်း5 9နဲ့6ပေါင်းရှင်းက73ရတယ်ပေါ့နော်73ဆိုတော့ကျွန်တော်တို့တစ်ကိုတစ်တို့မှာဖြစ်ပါတယ်တစ်ကိုတစ်တို့တော့နေပေါ့နော်နေကိုကျွန်တော်ဒီ၄နဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာနင်းနဲ့၄ပေါင်းရှင်းဒီ၆ ရှောက်ကိုတည်တူချင်းခွန်တင်းနစ်ရှောက်ခွန်ဆိုပြီးဖြစ်ပါရယ်ခင်ဗျာ sorry ကျွန်တော်ဒီတစ်ကိုနင်းနဲ့ပေါ့မယ်ပေါ့နော် sorry ကျွန်တော်ဒီတစ်ကိုနင်းနဲ့ပေါ့တာ3 3ကို၄ပေါင်းချင်းခွန်ခွန်ကိုတည်တူရှိတစ်သုံးခွန်ရှိဖြစ်ပါတယ်အဲ့ဒီမှာ၈၉ရှိဆိုတဲ့အတွက်ဒီအနောက်နှလုံးပေါင်း9နဲ့၈ပေါင်းချင်းဒီဆက်ခွန်ရတယ်ပေါ့နော်အဲ့မှာတင်းနစ်ရှောက်ခွန်ဆိုပြီးရေးမိသွားတယ် sorry ပေါ့နော်ကျွန်တော်အဲ့မှာတစ်ကိုနင်းပေါ့တာ3 6ကိုနင်းပေါ့30 9ကိုနင်းပေါ့ခွန်ပေါ့နော် ရာတိတောင်းခွန်ရှင်မှာရှစ်ကိုရှိဆိုတော့ကုနဲ့ရှစ်ပေါင်းရှင်းဆက်ခွန်ဖြစ်ပါတယ်။အိုကေဒါဆိုရင်ကျွန်တော်ဒီ20နဲ့တစ်ချိန်အတွက်ဆိုရင်တော့ဒီ3ကို6နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီ၄မှာတစ်ချိန်၊7မှာတစ်ချိန်ဒီ8ကိုနှစ်ချိန်မြောက်မယ်ပေါ့နော်။ပြီးရင်ဒီ8ကိုလေးနှစ်ချိန်ပေါင်းတယ်အလေ၄မှာတစ်ချိန်ဒီ7မှာနှစ်ချိန်ဒီ8ကိုကျတော့3ချိန်ဒီမှာတစ်ချိန်အပေါင်းနှစ်စုပြီးဖြစ်ပါတယ်ခင်ဗျာ။โอเคဒါဆိုရင်ကျွန်တော်ဒီမှာ6 3ချိန်ပေါင်းတာ78ဖြစ်ပါတယ်။ကာရဲ၄00တချိန်ပေါ့နော် ရှင်းနာကျင်း66ရှောင်းနဲ့ရှင်းပေါင်း80နဲ့လေးပေါ့နော်ရှင်းသုံးကျင်း24ရှင်းနာကျင်းပေါင်းတာက16ဒီလေးရတစ်ကျင်းနောက်ထပ်ဒီမှာ3 4 5 6ပေါ့နော်6ကိုကျွန်တော်နေ့နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာအာ4နဲ့6ပေါင်း80ဖြစ်ပါတယ်4နဲ့6ပေါင်း80ဒီရှင်းနဲ့နေ့နဲ့ပေါင်းရင်80ဒီမှာ4တလုံးကျန်တယ်ပေါ့နော်ရလာတဲ့4ကိုကျွန်တော်နေ့နဲ့ပေါင်းမယ်ပေါ့နော်4နဲ့နေ့ပေါင်းရှင်းဒီ6 6ကို3ပေါင်းရှင်းဒီ9 90ဒစီဘောနော်669 3ညာအနောင်းနှလုံးပေါင်းရှင်ပြိစုပြီးဖြစ်မြတ်ခင်ဗျာဆိုတော့ဒီမှာလေးပါတယ်ဘောနော် sorry ဒီမှာလေကျွန်တော်ဒီ6ကို၄နဲ့ပေါင်းရှင်း30ပေါ့နော်6ကို၄ပေါင်းရှင်း30 163ညာတိဖြစ်ပါတယ်ခင်ဗျာ163ညာတိအနောင်နှလုံးပေါင်းရှင်းပြည့်ဖြစ်မြင်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာ163ညာတိစုပြီးရမယ်ပေါ့နော် โอเคကျွန်တော်ဆက်ပြီးတော့ဒီ not that ဒီတစ်ခုပေါ့เนาะဒီတစ်ခုတက်ပြီးတော့တပင်ရှိတယ်ဒါလေးကိုဆက်ကြည့်အောင်ပေါ့เนาะဒီမှာ9ခွန်8ပေါ့เนาะခွန်85ဒီ965ပြီးရင်ကျွန်တော်ဒီမှာပေါ့เนาะအဲ3 5 6 9 8ဖြစ်ပါတယ်3 5 6 9 8 6 9 009ဘောနော်009 3218 3369ညာ ဖေတာဆွင်းတရားပေါ်လိုမျိုးပဲပေါ့နော်ကျွန်တော်ဒီမှာ3ကို6နဲ့မြောက်မယ်ပေါ့နော်ပြီးရင်9 5ဆိုတော့ဒီ9နဲ့10နဲ့မှာတစ်ချိန်စီ9မှာတစ်ချိန်ပေါ့နော်ပြီးရင်ဒီ3ကို3ချိန်10မှာတစ်ချိန်ဒီမှာတစ်ချိန်2တော့3ချိန်2ချိန်အပေါင်းနှစ်ဒီ10တန်းတဲ့3 5မှာ9 6 9 6ဆိုတဲ့အတွက်ကျွန်တော်နှလုံးပေါင်းရှင်ပရိအနောင်နှလုံးပေါင်းရှင်ပရိဖြစ်တယ်ပေါ့နော်ဒီမှာ8 3 3 5ဖြစ်ပါတယ်အဲဆိုရင်ဒီတစ်ပတ်မှာ6 3ချိန်ပေါင်းတာ18ပေါ့နော် 9နဲ့10ပေါင်းတာ73 9ကြိမ်က78 33ကြိမ်ပေါင်းရှင်း98တကြိမ်အထက်6တကြိမ်ပေါင်းတော့93ကြိမ်20နဲ့ခွန်ကိုနောက်မှရှိတဲ့နေ့နဲ့ထပ်ပေါင်းမှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာကြတော့ရှင်းနဲ့3ပေါင်းတာဒီ73 9နဲ့ပေါင်းရင်10ဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ဒီရှင်းရဒီနေ့ရပေါင်းရှင်းက10ဒီမှာရှင်းချောက်ခွန်ပေါင်းရှင်း90နဲ့တိပေါ့နော်။အဲဆိုရင်တိကုန်နေပေါင်းရှင်းက လေလေးကိုနှစ်ပေါင်းရှင်းဒီ6 9 8 3 4 6 9ရှင်းရမယ်ဗောနော်ဆိုတော့ကျွန်တော်အဲ့မှာ3 4 6 9ရှင်းဒီဒီမှာလေးပါတယ်ဗောနော်3 4 6 9ရှင်းဒါဆိုရင်ဒီတစ်ပတ်မှာဆက်ပြီး okay ခဲ့မယ်ဆိုရင်ဗောနော်3 4 6 9 8စံလေး6 3သိဆိုတော့လေ6တိပုံတူပြိပြရတယ်ဗောနော်လေ6တိလေ6တိပို့ပြီးအတာတော့မြန်ဗောနော်ဆက်ပြီးတော့ကျွန်တော်ဒီ3 5 6 9 8အဆက်ကို အဲဒီမှာထည့်ကြီးပြပြီးထားမယ်ပေါ့နော်ဟုတ်ကဲ့ဒီမှာတော့3 1 4 5 6ခွန်ရတာဖြစ်ပါတယ်3 1 4 5 6ခွန်အနောင်နှလုံးပေါင်းရှင်ပြရတယ်ပေါ့နော်ဆိုတော့ဒီ6 3 1 4 6 3 1 4ကအဲ့ဒီမှာလေးပါပြီးသားဆိုတော့ကျွန်တော်ဒီမှာ3 1 4 5 6ခွန်ဆိုတော့3 4 6ခွန်ပေါ့နော် တင်လေးလျှောက်ခွန်ကျွန်တော်ပြတ်ပြင်မရှိသေးဘူးဒီဟာပဲသုံးရှင်တယ်ဆိုရင်ပေါ့နော်လေးလျှောက်တော့များတက်ကပို့ပြီးအတော်တော့မယ်ပေါ့နော်လေးလျှောက်တော့များတက်ကဒီမှာလည်းပါပြီးတော့1308က1080ပုံတူတယ်ပေါ့နော်တင်နေ9ရှောက်ခွန်8အဆက်က3965ရှောက်ခွန်စပီးရနေတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဆက်ပြီးတော့ကျွန်တော်ဒီအဟောင်းတစ်ခုကိုဆက်ကြည့်အောင်ပါနော်။တရားလေးဖြစ်ပါတယ်ခင်ဗျာ။တရားလေးကတော့ကျွန်တော်ပရိတ်ချလုံးပါနော်။3469 3963ပေါင်း9 895နိခွန်9ဘောနတရားနေတောက်6ဖြစ်ပါရခင်ဗျာတရားနေတောက်6ဘောနဒီနေ့တော့696ရှောက်ပါလဲ9နဲ့6ပေါင်းရှင်95 69ရှောက်ပြီးတော့898ဖြစ်ပါတယ်698ဆိုတော့ဒီအနောက်တလုံးပေါင်း9နဲ့10ပေါင်းရှင်ဒီဆက်ခွန်ဆိုတော့ဒီမှာ9ဘရိတ်ဖြစ်ပါတယ်8တုံနဲ့3လေးဘရိတ်ကတော့ပြက်သွားခဲ့တယ်ဘောနဆိုတော့ဒီနေ့တော့ဒီမှာ9နဲ့10ပေါင်းရှင်ဒီဆက်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ာဆိုရင်3 4 5 8 9ရှိပေါ့နော်3 4 5 8 9ရှိပြီးရင်ချက်ခွန်ဒီ999ရဲ့ audit မှာဆက်ကြည့်အောင်ပေါ့နော်အဲ့မှာပေါ့နော်အာချက်ခွန်999ရဲ့ audit မှာ4 4 9ရှိပြီးရှိပြီးရှိတယ်ပေါ့နော်4 4 9 4 4 9အာဆိုရင်ကျွန်တော်ဒီအရာဒီ၄မှာတစ်ချိန်၈ခွန်တစ်ချိန်ဒီ၄မှာတစ်ချိန်ဆိုပြီးဖြစ်ပါတယ် အဲဆိုရင်ကျွန်တော်တို့ဒီမှာရှစ်ခွန်ပေါင်းရှင်က55ရာတယ်ပေါ့နော်ဒီလေးနဲ့လေးပေါင်းတာဒီရှေ့ဆိုတော့9နဲ့10ပေါင်းရှင်73ရာတယ်ပေါ့နော်ဒါကြောင့်မို့ရလာတဲ့3ကိုတစ်တိုးတော့လေးလေးကို2ပေါင်းရှင်6ခွန်ခွန်ကို2ပေါင်းရှင်9 30 346ခွန်9တုံညဆိုပြီးရမယ်ပေါ့နော်346ခွန်9တုံညဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ346ခွန်9တုံည ဒီမှာတော့လေး၆၃ညာတိဆိုတော့လေး၆၃ညာတိလေး၆၃ညာတူတယ်ဗောနော်လေး၆၃ညာပုံတူတယ်လေး၆၃ညာတိလေး၆၃ညာအကောင်းသားမယ်ဗောနော်လေး၆၃ညာပို့ပြီးအတာသွားမှာဖြစ်ပါတယ်လေး၆၃ညာဗောနော်ဒီဟာဖြစ်ပါတယ်ရှိသုံးလုံးဗောနော်โอเคဒါဒီကျွန်တော်တို့သင်ချာနေ့အရမိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်းများပြီးရှင်းတာဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်မတ်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ